ကစနေပွဲကဒန်ယာရီတော့မကြက်သေးပါဘူးဆိုတော့အခုမန်စီပွဲကလာပြီဒီနေ့မှရောအနိုင်ကန်နိုင်ပါမလားကျွန်တော်စောင့်ကြည့်ရပါမယ် အလုံးမင်္ဂလာပါကျွန်တော်တို့ဗိုလ်ထက်ကြီးပါမန်စီးတင်းတွေကိုမြဲတင်ဆက်ပေးနေတဲ့မန်စီးဖန်တယောက်ပါဗျအဲ့တော့ဒီနေ့မှာတော့ကျွန်တော်မန်စီးတင်းနဲ့လဘာကူစင်တင်းတို့ရဲ့ပွဲစဉ်အကြောင်းလေးကိုကျွန်တော်နေပြောခြင်းပါတယ်အဲ့တော့လဘာကူစင်တင်းနဲ့မန်စီးတင်းတို့ကဒီနေ့ညမြန်မာစံတော်ချိန်နှစ်နာရီခွဲမှာချန်ပီယံလိပွဲစဉ်ငါအဖြစ်ရှင်ပြန်ကစားတော့ကြမှာပဲဖြစ်ပါတယ်အဲ့တော့မန်စီးကွင်းအီဒီဟက်ကွင်းမှာလဘာကူစင်အတင်းအနေနဲ့လာရောက်ရှင်ပြန်ကစားမယ့်ပွဲစဉ်မှာရလက်ကောင်းနေထွက်ပေါ်လာအောင်စွန့်ဆောင်နိုင်မှာမလားကျွန်တော်တို့ရဲ့မန်စီးတင်းကိုဒုက္ခပေးနိုင်မှာမလားကျွန်တော်တို့ချက်ကြည့်လိုက်ကြအောင်များလို့နော်အဲ့တော့လဘာကူစင် င်တင်းနဲ့ကျွန်တော်မန်စီတင်းကတမိုင်းတလျှောက်တစ်ခါမှတွေ့ဆုံခဲ့ခြင်းမရှိဘူးအဲ့တော့ဒီကကပထမအဦးဆုံးအကြိမ်တွေ့ဆုံမှုဖြစ်လာမှာအဲ့တော့ကျွန်တော်တို့မန်စီတင်းကဒါပြီးခဲ့တဲ့တပတ်ပြီးခဲ့တဲ့တပတ်လို့တောင်တုံးတုံးလို့မရသေးပါဘူးကျွန်တော်ဒါပြီးခဲ့တဲ့ကျွန်တော်တို့စနေနေ့ညတနင်္ဂနွေနေ့မနက်မှာပဲနျူကာဆယ်အတင်းကိုမထင်မှတ်ပဲရှုံးနေခဲ့ရတယ်ဗောနော်အဲ့ရှုံးနေပွဲပြီးမှအခုလေဗာကူဇင်နဲ့တွေ့မှာအဲ့တော့ နယူကတ်ဆယ်ကိုမထင်မပဲနဲ့ရှုံးနေကြတဲ့ပွဲစဉ်မှာကျွန်တော်ဒါနီဗျာဂွာရီယိုလာကပောက်ကွဲမှုတွေဖြစ်ခဲ့တာကိုကျွန်တော်ပွဲစဉ်ပြီးမှမြင်တွေ့ခဲ့ရတယ်ကျွန်တော်ဒါနယူကတ်ဆယ်ကွင်းလေကစားမှဖြစ်တဲ့ဂွီမာရီးစ်နဲ့လည်းကျွန်တော်အခြေအနေတွေဖြစ်ခဲ့လို့ကျွန်တော်ဒါဂွီမာရီးစ်နဲ့အခြေအနေဖြစ်တာကိုကင်မရာလာရိုက်တဲ့ကင်မရာမန်ကိုလည်းပြဿနာရှာခဲ့တာကိုတွေ့ရတယ်ဆိုလိုတာကဂွာရီယိုလာဒီလုံးဝမကျေနပ်ခဲ့ခဲ့ဘူးဒီရှုံးပွဲအတွက်သူလုံးဝပြင်ဆင်ခဲ့မှသိကြတယ်အဲ့တော့တေးကြတယ်ကျွန်တော်တို့ဂွာရီယိုလာဒီလီဗာကူဆင်ကိုအနိုင်ကန်လိုက်မယ် တစ်ဘက်ကလဘကူစင်အတင်းကိုကြည့်ပြမယ်ဆိုရင်လည်းလဘကူစင်အတင်းဒီလက်ရှိချိန်မှာကျွန်တော်ရလက်ကောင်းနေရနေရလို့ပြောလို့ရတယ်နောက်ဆုံး၅ပွဲမှာဆိုရင်မန်စီးအတင်းနဲ့အတူတူပဲကျွန်တော်ရှုံးပွဲကတပွဲတာရှိခဲ့တာဖြစ်ပြီးတော့သူတို့ရှုံးခဲ့တဲ့အတင်းကလဘကူ sorry Bayern Munich အတင်းကိုပဲသူတို့ရှုံးနေခဲ့တာပြီးရင်တော့နောက်ဆုံး၄ပွဲကိုတော့အနိုင်ကန်ထားတာကိုတော့ကျွန်တော်မြင်တွေ့ခဲ့ရတယ်ပေါ့နော်အဲ့တော့လက်ရှိချိန်မှာတော့ကျွန်တော်လဘကူစင်တင်းကချန်ပီယံလိမှာငါဒီ၄ပွဲကံပြီးတဲ့ချိန်မှာတပွဲပဲနိုင်ပွဲရရှိထားရဖြစ်ပြီးတော့ ကျန်တဲ့တပွဲရှုံးနဲ့ပြီးရင်နှစ်ပွဲကိုတော့တည်ကြထားတာကျွန်တော်တို့မန်စီအတင်းကတော့လေးပွဲကံပြီးတော့တဲ့အချိန်မှာနှစ်ပွဲနိုင် sorry သုံးပွဲနိုင်တဲ့တပွဲတည်ကြထားပြီးတော့ရမတ်ဆင်မတ်နဲ့အဆင့်လေးနေရာမှာရက်တည်နေတာဆိုတော့ကလဘာကူစီဝင်လာနိုင်လိုက်လို့ရှိရင်ကျွန်တော်တို့မန်စီအတင်းကရမတ်73မှတ်ရတော့မှာဖြစ်ပြီးတော့ ဒါရှစ်ပွဲပဲကန်ရတဲ့ချန်ပီယံလိအုပ်စုအဆင့်ပွဲစဉ်တွေမှာအဆင့်128ဝင်ဖို့အတွက်ပိုပြီးတော့နီးကပ်သွားမှာပဲဖြစ်တယ်အဲ့တော့နောက်တစ်ပွဲချန်ပီယံလိပွဲစဉ်ကလည်းရီယယ်မက်ထရစ်နဲ့ကန်ရမှာဆိုတော့ဂွာလီယိုလာနေနဲ့ဒီပွဲစဉ်မှာအမှတ်ပြည့် ဒါရောင်းကန်ထားပြီးတော့ဒါချန်ပီယံလိနောက်တစ်ဆင့်အတွက်တည်ကြတော့အောင်သူ့အနေနဲ့ဒါလောက်ထားမှတော့တည်ကြတယ်ဗျာအဲ့တော့လီဗာကူဆင်အတင်းနေနဲ့ကျွန်တော်တို့မန်စီအတင်းကိုတော့ရှင်နိုင်ဖို့အဖက်ဘက်ကဘယ်နေရာအောင်မှကျွန်တော်မရှင်နိုင်တာကိုတော့ကျွန်တော်မြင်တွေ့နေရတယ်အဲ့တော့ဒီပွဲစဉ်ကကျွန်တော်တို့မန်စီအတင်းအတွက်အနိုင်ဆိုတော့လုံးဝတည်ကြတယ်ဗျာအဲ့တော့ဒီနေ့ည2နာရီခွဲမှာ ကျွန်တော်နဲ့အတူမန်စီးတင်းပွဲစဉ်ကိုကြည့်မယ်ဆိုရင်ကျွန်တော်ရဲ့ Telegram channel link တွေကိုလာခဲ့ကြပါလို့ကျွန်တော်အနေနဲ့ဖိတ်ခေါ်ချင်ပါတယ်ဒီပွဲစဉ်ကအနိုင်ရလက်ကိုခံမှန်းရတော့ကျွန်တော်မန်စီးတင်းက၃-၉ပြက်လောက်နဲ့အနိုင်ရရှိလိမ့်မယ်လို့ကျွန်တော်အနေနဲ့ခံမှန်းတုံးတက်လိုက်ရပါတယ်ဗျာ